အဖွားရဲ့မူမမှန်တဲ့ပုံစံတွေကအရန်ကြောက်ဖို့ကောင်းတယ်တဲ့အဖွားကကုနောက်ပိုင်းမှာဆိုလို့ရှိရင်ပေါ့နော်တေဆုံးသွားတဲ့အဲသူတွေကိုလည်းអော်ပြီးတော့ခေါ်တယ်တဲ့တေဆုံးသွားတဲ့သူရဲ့သူငယ်ချင်းမိတ်ဆွေရွှေမျိုးမျိုးတွေလည်းသူတွေကိုပေါ့နော်អော်ခေါ်တယ်တဲ့စကားတွေလည်းအဲ့ဒီလူတွေနဲ့ပြောတယ်တဲ့ပြီးတော့သူစန်းနာကပေါ့နော်စွန်းနေပါလေလောင်းလို့ရှိရင်တဲ့စာတွင်စာကြံအပုတ်အဆက်တွေကိုပြန်ချက်ပြီးတော့အဖွားကတဲ့ဖုန်းကြီးတွေကိုစွန်းလောင်းလာမျိုးတွေလည်းလုပ်တယ်တဲ့အခုတရေတစီဝင်းဘူးကတ်နေတာကတခြားအရာတွေကတော့မဟုတ်ဘူးပေါ့နော်သူကိုးကွယ်တဲ့ဒီ net ကနေကမတဆင့် အခုမော်ပလာတို့သွားရောက်ပြီးတော့အကူညီပေးရမယ်မြို့နယ်ကတော့အန်ထောင်မြို့နယ်ပဲဖြစ်ပါတယ်မော်ပလာတို့ဖိတ်ခေါ်လိုက်တဲ့သူကတော့ဖိပေါ်လို့အမည်ရတဲ့မြို့သမီးတယောက်ပဲဖြစ်ပါတယ်ဖိပေါ်ရဲ့အဖွားကအသက်ကတော့90ဖြစ်ပါပြီ အပွားပြတဲ့သူရဲ့ပြောပုံဆိုပုံနေတိုင်းပုံနေကားတဲ့အမှုမမှန်တဲ့ပုံစံတွေကြောင့်မလို့ပေါ့နော်ဒါစစ်ဆေးခိုင်းဖို့အတွက်မော်ပလောက်ကိုဖိတ်ခေါ်ရခြင်းဖြစ်ပါတယ်တဲ့အဖွားကတဲ့ဒီဖီလုံဆိုတဲ့ဒီနက်ကိုလည်းကိုးကွယ်တဲ့သူတယောက်ဖြစ်တယ်တဲ့ဖီလုံဆိုတာကတော့ဒီထိုင်းကဒီအော်လန်ပညာသည်တွေအဲသုံးပြုတယ်ပေါ့နော်အဲနက်တမျိုးပဲဖြစ်တယ်ဗျအဲသူကိုးကွယ်တဲ့နက်တွေကနေပြီးတော့သူ့ကိုပြန်ပြီးတော့စားတာလားဆိုတာကိုလည်းတဲ့မိသားစုဝင်တွေအနေနဲ့သိကျင်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့အဖွားရဲ့အဲ ပြုမှုတွေကမူမှန်တဲ့ပုံစံမျိုးတွေမြင်တွေ့နေရလို့တဲ့အဖွားကအရင်နဲ့ထူးဆန်းတယ်တဲ့သူကတေဆုံးသွားတဲ့သူတွေနဲ့တဲ့စကားပြောတယ်တဲ့တေဆုံးသွားတဲ့သူ့ရဲ့အတိမိတ်ဆွေတွေရွှေတွေမျိုးတွေတဲကသူတွေကိုသူမြင်ရတယ်တွေ့ရတယ်ဆိုပြီးတော့စကားတွေအဲပြောတာမျိုးတွေရှိတယ်ပေါ့နော်အဲတေသွားတဲ့သူတွေရဲ့အမိတွေကိုလည်းမကြခဏအော်ပြီးတော့ခေါ်တယ်တဲ့အငိမ့်တချင်းတွေကိုဖွင့်ပြီးတော့တဲ့အဖွားကမကြမကြပေါ့နော်ဒီကာရီပြီးတော့အစင်းဆိုတာမျိုးတွေလည်းလုပ်တယ်တဲ့ ဒီဖုန်းကြီးတွေကိုစွန့်နှောင်းတဲ့အခါမှာဆိုရင်လည်းဗောနော်ဒီအသားစိမ်း၅စိမ်းဟိုနော်ဒီအပုတ်ပွားတွေကိုတဲ့ချက်ပြီးတော့လောင်းတယ်တဲ့နောက်တစ်ခုကအဖွားကဒီရွှေမျိုးသားချင်းတွေကိုလည်းအဖွားရဲ့ဒီဖီလုံနှက်ကိုအမွေစက်ကန်ခိုင်းတယ်တဲ့မိသားစုဝင်တွေရောဆွေတွေမျိုးတွေရောကဒီအဖွားကိုကိုွယ်တဲ့ဖီလုံနှက်ကိုလက်ဆင့်ကမ်းပြီးတော့အမွေခန့်အိမ်မက်လို့လည်းတရားမှမရှိကြဘူးတဲ့ စက္ကန့်ဘိုးလဲပေါ့နော်မကြမကြအဖွားကတော့ပြောတယ်တဲ့ဒါနဲ့အဖွားရဲ့မိသားစုဝင်တွေဒါဖိတ်ခေါ်ချက်အရာပေါ့နော်ဆီယမ်မော်ဘလာကတဲ့အဲရောက်လာတဲ့ဆီယမ်မော်ဘလာရောက်လာတဲ့အချိန်မှာဒီအင်းရဲ့ဒဇက်မိတ်ကိုနင်းလိုက်တဲ့အခါမှာပဲဒီအော့အန်လာမျိုးတွေဖြစ်တဲ့ဟော်ဘလာရောက်လာတဲ့အချိန်မှာလည်းဒီအဖွားရဲ့မိကထပ်ပြီးတော့ပြောတာကအဖွားကတဲ့ပထမယောက်ျားရှိခဲ့တယ်တဲ့သူ့ရဲ့ယောက်ျားနဲ့ဒီကိုဝင်ရခဲ့တယ်အဲ့ဒီအချိန်မှာသူ့ရဲ့ယောက်ျားကတာဝန်မယူဘဲနဲ့တဲ့ အဲထွက်သွားတယ်တဲ့ဘာလို့တာဝန်မျိုးလဲဆိုတော့တဲ့သူ့မှာတဲ့အဖွားအပြင်နောက်ထပ်မယားကြီးလည်းရှိသေးတယ်လို့သိရတယ်တဲ့ဒါနဲ့အဖွားကဘောနော်စိတ်ဆိုးပြီးတော့တဲ့သူ့ကိုဟိုဘောနော်ကိုဝင်နဲ့ထားခဲ့ရမလားဆိုပြီးတော့တဲ့ကိုဝင်6လနဲ့ဖြတ်ချပလိုက်တယ်တဲ့ပြီးတော့အဲ့ဒီအဖွားနဲ့ပတ်သက်တဲ့အဖွားရဲ့ယောက်ျားကိုလည်းဘောနော်ဒီအောက်လန်းနဲ့အဖွားပြုတ်လုပြီးတော့တဲ့တက်လိုက်တယ်လို့လည်းအဖွားပြောခဲ့ဘူးတဲ့အဖွားကသူ့ကိုကိုွယ်တဲ့ဒီဖီလုံးနဲ့ကိုတားရည်မြေးတယ် အဲလိုလက်ခံစေခြင်းနဲ့ပေါ့နော်အမွေပေးခြင်းနဲ့တကယ်လို့သာအသားတွေမြေးနေတဲ့ကတရားရောက်ကအဖွားကိုကွယ်တဲ့ဒီဖီလုံနဲ့ကိုလက်ခံပြီးပြီးတော့အမွေဆက်ခံမယ်ဆိုလို့ရှိရင်အဖွားကချောချောချူချူနဲ့လောကကြီးကနေပြီးတော့သူ့ဘာသူအေးစေထွက်ခွာသွားလို့ရတယ်ပေါ့နော်အခုကအဖွားကသူ့ရဲ့ပညာရည်တွေကိုလည်းလက်ခံပြီးတော့ဟို ငွေယူမဲ့သူကလည်းမရှိတဲ့ခါကျတော့အခုလိုပြအတက်မထွက်နိုင်ပဲနေပေါ့နော်တပွဲလဲလဲနဲ့သူဖြစ်နေတာပေါ့နော်အဲဒီနေ့မှာတော့အဖွားကထုထုဆဆအပြုတ်မှုတစ်ခုကိုသူလောက်တယ်ပေါ့နော်သူ့ရဲ့အငွေကိုသားရဲ့မြေးတွေကိုပေးတဲ့ခါကျတော့တရားမှမယူတဲ့ခါကျတော့အဖွားကဘလို့လောက်လဲဆိုတော့ဟိုအစားအစာတစ်မျိုးပေါ့နော်ဂါဒာမန်နန်နေမတ်မှုတ်ပြီးတော့တဲ့အဖွားရဲ့မြေးဖြစ်တဲ့ဒီဖီပေါ်ကိုကျွေးတယ် ပြီးပေါ်အချိန်မှာပဲမန်းမုတ်ပြီးတော့ကျွေးလိုက်တာဒါပြီးပေါ်ကလည်းမေးတယ်ပေါ့နော်အဖွားကဘာမန်းမုတ်ပြီးတော့တမီးကိုကျွေးတာလဲလို့မေးတဲ့ခါကျတော့အဖွားကပြောတယ်တဲ့အဲရဲရဲဝဲဝဲသာစားပေါ့နော်အဖွားကမန်းမုတ်ပေးတဲ့ဟာကတမီးမျက်နှာပွင့်လန်းအောင်ရဲ့အလောက်ကိုင်းလေးလောက်ကိုင်းတဲ့အခါမှာလည်းအဆင်ပြေအောင်ရဲ့အန်တရကင်းအောင်ပေါ့နော်အဲ့အတွက်ဘွားမမ်းမုတ်ပြီးတော့ကျွေးတာရဲဝင်လာစားဆိုပြီးတော့သူ့ကိုပြောပြီးတော့ကျွေးတယ်တဲ့အဒီအစားအစာတစ်မျိုးပေါ့နော်အမုံအမွဲဖြစ်ဖြစ်တခြားအရာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်သူတို့ပြောတာအစားအစာတစ်မျိုးပဲပြောတယ်ပေါ့နော် သူကလည်းလူငယ်လေးဖြစ်တဲ့ခါကျတော့အဖွားကလည်းမျက်နှာလည်းပွင့်လန်းတယ်အလောက်ကန်စီးပွားရည်လည်းအစဉ်ပြေအောင်မြင်တဲ့အောင်မြင်တယ်ပြီးတော့အန်တရီလည်းကင်းတယ်လို့ပြောတဲ့ခါကျတော့သူလည်းအဲ ရုံကြည်ကြည်နဲ့ပေါ့နော်အဖွားကျွေးတာကိုစားလိုက်မိတယ်လေအဲ့လိုစားလိုက်မိပြီးနောက်ပိုင်းကစလို့ပေါ့နော်သူရဲ့နေရထိုင်ရလားအဆင်မပြေမှုတွေဖြစ်လာတယ်တဲ့နေရထိုင်ရလားစိတ်ထဲမှာဟိုကျဉ်ကျက်တယ်ပေါ့နော် ပြီးတော့ဟိုမကြခဏဆိုဆိုလို့လည်းတခါမှတရက်တဲ့စေဝင်ပုကတ္တမျိုးတွေမရှိရလို့ပါအခုနောက်ပိုင်းမှာတရက်တဲ့စေဝင်ရောက်ပုကတ္တနောက်ဆက်တာမျိုးတွေနဲ့ကြုံတွေ့နေရတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်နေတယ်လေကြုံတွေ့နေရလို့မော်ဘလာကိုဖိတ်ခေါ်လိုက်တာချင်းလည်းဖြစ်တယ်ပေါ့နော်အဖွားကိုလည်းကြည်ခိုင်းဖို့ရဲ့ပြီးတော့ ဒီအဖွားရဲ့မြေဖြစ်တဲ့ people ကိုလည်းသူကစစ်ဆေးခန်းကြီးလို့ပေါ့နော်သူဆရာမဘလာကိုဖိတ်ခေါ်လိုက်တယ်ဆရာမဘလာရောက်လာတဲ့အခါမှာလည်းဒါစစ်ဆေးကြည့်လိုက်တဲ့အခါမှာအဖွားရှင်မှလည်းရှိတယ်အဖွားရဲ့မြေဖြစ်တဲ့ people မှလည်းတရက်တစေဝင်ရောက်ပူကတ်နောက်ရှက်မှုတွေရှိတယ်ဒါပေမဲ့ people ရှင်မှဝင်ရောက်ပူကတ်မှုကတော့နှုတ်သေးတယ်လို့ပြောရမှာပေါ့နော်ပူကတ်နေတဲ့ဝိညာဉ်တွေကအဖွားကတော့တော်တော်လေးကိုမှစိုးပါတဲ့အနေထားမှရှိတယ်ဆိုပြီးတော့မဘလာကပြောတယ်မဘလာကဒီချန်တစက်မိတ်ကိုရောက်ရောက်ချင်းမှပဲသူအော့အော့အန်လာမျိုးတွေဖြစ်တာဟုတ်အဲ့ဒါမဘလာက ကျွန်တော်ထုတ်ပေးရမယ်ဆိုလို့ရှိရင်လည်းမျောစလုံးကိုတပြိုင်တည်းထဲထုတ်ပေးရမှာဖြစ်တယ်တဲ့အဖွားရဲ့မြေဖြစ်တဲ့ people ချင်းမှာဝင်ရောက်ပုတ်ကတ်နေတာကတော့တခြားဘေးကလာတဲ့တရေတစေဝိညာဉ်တွေတော့မဟုတ်ဘူးတဲ့အဖွားလက်ဆင့်ကန်းကိုးကွယ်လာတဲ့ပေါ့နော်ဒီဖီလုံးနတ်စီမှာရှိတဲ့အဆောက်အအုံတွေကဝင်ရောက်ပုတ်ကတ်နောက်ဆက်နေတာပဲဖြစ်တယ်တဲ့အဖွားကအစားအစာတစ်မျိုးသူကာရမန္တန်နေမန်းမုတ်ပြီးတော့ people ကိုကျွေးတယ်ဆိုတာကလည်းသူ့ရဲ့ပညာရပ်တွေကိုတပတ်လှည့်နေပေါ့နော်အထည့်တွင်းပြီးတော့လက်ခံစေခြင်းတဲ့သဘောနဲ့တဲ့ people ကိုကျွေးတာဖြစ်တယ်တဲ့ ဘောပလာကတော့ပြောတာပေါ့နော်မိဖွားနှစ်ယောက်တစ်လုံးကိုထုတ်ပေးมาရမယ်တဲ့ဒါပေမဲ့တစ်ချက်တော့ရှိတယ်ပေါ့နော်အဖွားကိုသူထုတ်ပေးလိုက်မယ်ဆိုလို့ရှိရင်တဲ့ဆယ်ရက်အတွင်းအဖွားတဲ့လူလောကကနေအပြီးပိုင်ထွက်ခွာသွားမှာဖြစ်တယ်တဲ့မြေးဖြစ်တဲ့သူကိုတော့သူထုတ်ပေးမယ်ဆိုရင်တော့ဘာမှစိုးရင်စရာလည်းမရှိဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အဖွားရဲ့မြေးဖြစ်တဲ့ဖြစ်ပေါ်မှာဝင်ရောက်ပုကက်မှုကနုတဲ့အထက်မှာလည်းရှိနေသေးတယ်တဲ့။နောက်အဖွားကိုကျွန်တော်ထုတ်ပေးမယ်ဆိုရင်တော့ဆယ်ရက်အတွင်းလောကကြီးကနေအပြီးပိုင်ထွက်ခွာသွားမှာဖြစ်တယ်။ဒါကြောင့်မိသားစုဝင်တွေအနေနဲ့လက်ခံလာဒီ ဒီလောရက်ကိုပေါ့နော်လက်မခံဘူးဆိုရင်လည်းကျွန်တော် တို့ကတော့ပြန်ယုံပဲရှိတယ်ပေါ့နော်အမြင့်ဖြစ်တဲ့သူကိုထုတ်ပြီးတော့အဖားကိုတော့ထုတ်မပေးပဲ target ယုံပဲတဲ့အဲ့လိုပြောတဲ့အခါမှာအဖားရဲ့မြေးတွေအဖားရဲ့အသားတွေအဲတမီးတွေရွှေတွေမျိုးတွေအားလုံးကပေါ့နော်ဆီယမ်မော်ပလိုက်ရဲ့သဘောထားအတိုင်းကိုလက်ခံပါတယ်တဲ့အဲအသက်ရှိထင်ရှားကိုရှိနေတော့လဲပေါ့နော်ခန္ဓာကိုယ်သာတို့ရဲ့အမေတို့ရဲ့အဖွာဖြစ်နေပြီမဲ့စိတ်ဝိညာဉ်ကမကောင်းဆိုးရွားတွေဝင်ရောက်ပုကတ်နေတဲ့အခါကျတော့သူ့ရဲ့ဘဝကညီကောင်းချုပ်ဖို့ကြတော့လဲရမ်းခက်ခဲနေတယ်ပေါ့နော်ဒါကြောင့်ဆီယမ်မော်ပလိုက်ရဲ့သဘောထားအတိုင်းပါပဲဆိုပြီးတော့ ိသားစုဝင်တွေအားလုံးကလက်ခံလာရတယ်ပေါ့နော်။ဒါနဲ့ဆရာမဘလာကမိဘနဲ့တယောက်စလုံးကိုတပြိုင်တည်းအခုထုတ်ပေးတော့မှာပဲဖြစ်တယ်ပေါ့နော်။အစီအရင်လေးနဲ့တတိစကြာပြေပြိုးတွေပတ်ပြီးတော့မိဘနဲ့တယောက်စလုံးကိုအခုစတင်ပြီးတော့ထုတ်ပေးနေတယ်မြင်ကွင်းပဲဖြစ်ပါတယ်။အဲဆရာမဘလာကခုလိုမျိုးထုတ်ပေးပြီးသွားပြီးဖြစ်တဲ့အခါကျတော့ပေါ့နော်။ ်မပေါ်လာမှာလာကတော့အဖွားရဲ့မြေးမှာတော့ပုကန်နောက်ဆက်မှုတွေကတော့မရှိတော့ဘူးပေါ့နော်အဖွားကတော့ကုကုတပေးပြီးဒီအခါကျတော့ဒီဆက်ရက်အတွင်းမှာလောကကြီးကနေပြီးပိုင်ထွက်ခွာသွားမှဖြစ်တယ်ဆိုပြီးတော့မော်ဘလာထပ်မှန်ပြီးတော့ပြောကြခဲ့တယ်ပေါ့နော်ဟုတ်ကဲ့ပါဒီနေ့တင်ဆက်မှုတွေကတော့ဒီလောက်ပါပဲဒီเจ้าရလေးကိုလည်းကျွန်တော်ဟိုအားပေးနေတဲ့မိတ်ဆွေတွေကပေါ့နော်ဒါတရားပေးပို့လာတာပဲဖြစ်ပါတယ်ကိုကြီးဒီเจ้าရလေးကိုဘာသာပြန်ပေးပါလို့တောင်းဆိုတဲ့ကြောင့်မလို့ဘာသာပြန်ပေးဖို့တောင်းဆိုတဲ့သူတို့ကောအဲမော်ဘလာရဲ့ ပရာလောကအကြောင်းအရာတွေကိုစိတ်ဝင်စားတဲ့သူတွေအတွက်ကကျွန်တော်ဒီအကြောင်းအရာလေးကိုဘာသာပြန်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါအားလုံးပဲအဆုံးထိရောက်နားဆင်ခံစားကြည့်ရှုပေးတော့အသက်စီကျမ်းမာစိတ်ချမ်းသာပြီးတော့လူရင်းဆန္ဒတွေပြေဝကြပါစေဗျာ။ကကြီးသုံးပါးမှလည်းလူကင်းကြော်လွားနိုင်ကြတဲ့ပုံကိုယ်တွေဖြစ်ကြပါစေခင်ဗျာ။